မီးဖြစ်သူအင်ဂျယ်ဆိုသူလေးတယောက်အော့စပို့တက်ကတော်မှာတက်ကတော်တက်ခွင့်ရခဲ့လို့ဂုံယူဝမ်းသာမဆုံးဖြစ်နေရတဲ့မခါငယ်မင်္ဂလာပါပရိသတ်ကြီးရှင်နုပညာအတိုင်းဝိုင်းကမဟုတ်ပေမဲ့တချိန်ကနိုင်ငံချုပ်မင်းသားတယောက်နဲ့ပတ်သက်ခဲ့ပူတာကြောင့်ပရိသတ်တွေကဒီနေ့ဒီချိန်အထိအမတ်ရနေကြဆဲဖြစ်တဲ့မခါငယ်တို့သားမီးနှယောက်ကိုတော့အားလုံးကသိရှိပြီးသားဖြစ်မှာပါမခါငယ်ဟာနိုင်ငံချုပ်တယောက်ဆောင်ဆိုသူရဲ့ဇနီးဟောင်းဖြစ်ပြီးခင်မုန်းဖြစ်သူဆိုသူရဲ့ဆုံးဖြတ်ခြင်းခံခဲ့ရပြီးတဲ့နောက်တမီးဖြစ်သူအင်ဂျယ်ဆိုသူလွင်ကို ဤခင်တရားအနေနဲ့တယောက်သေးသာကြွေးမွေးစောင့်ရှောက်ခဲ့ပြီးတော့ကောင်းမွန်မှန်ကန်တဲ့ပညာရေးလမ်းကြောင်းပေါ်မှာထူးချွန်ထမြက်တဲ့သမီးတယောက်ဖြစ်အောင်ပံ့ပိုးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုတစ်ခါမှဆိုရင်လေမကငယ်ကသူ့ရဲ့သမီးလေးအင်ဂျယ်ဆိုသူလင်တယောက်အော့စပိုတက်ကတူမှာဆမ်မာစကူးသွားတက်ခွင့်ရရှိခဲ့တဲ့အကြောင်းကိုဂုဏ်ယူစွာနဲ့ပြောကြားလာခဲ့တာဖြစ်ပါတယ်။သမီးလေးအင်ဂျယ်ဆိုသူလင်ဟာပညာရေးမှာထူးချွန်ထမြက်သူဖြစ်ပြီး သူမရဲ့စာသင်မှုတစ်လျှောက်လုံးမှာအမြဲလိုလိုအမှတ်ကောင်းတတ်တယ်လို့ scholarship တွေနဲ့ grant တွေအများအများကိုလည်းရယူပေးနိုင်ခဲ့သူလေးဖြစ်ပါတယ်။မိခင်ဖြစ်သူမကငယ်အနေနဲ့ကတော့ဒီသမီးတယောက်အတွက်အရန်ကိုအားရဂုဏ်ယူနေရတာဖြစ်ပြီးသမီးလေးရဲ့ထူးချွန်ထမြတ်မှုတွေကိုလည်းမကြာခဏချပြခဲ့တာပဲဖြစ်ပါတယ်။သမီးလေးအင်ဂျယ်ဆိုသူလေးဟာအမေရိကန်နိုင်ငံမှာပညာသင်ကြားနေရတာဖြစ်ပြီးမိခင်တယောက်ထဲရဲ့အင်အားနဲ့စူးစမ်းနေရတာကိုလည်းသိရှိခဲ့ကြ။ ပညာရေးနဲ့ပတ်သက်ပြီးသူများထက်ပိုပြီးတော့စ조사အထောက်ခဲ့သူလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဆိုသူကတော့ဒုတိယအင်အားဖြစ်တဲ့တရုတ်ဆောင်ဆိုမြနနာနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတမိဖြစ်သူအင်ဂျယ်ဆိုသူလည်းနဲ့ပတ်သက်တဲ့ပညာရေးစိတ်တွေကိုလည်းထောက်ပံ့ပေးနိုင်ခြင်းမရှိတော့သလိုအဆက်အသွယ်လည်းလုံးဝမလုပ်တော့ဘဲဒုတိယအင်အားဖြစ်တဲ့တရုတ်ဆောင်ဆိုမြနနာနဲ့သာဘဝကိုအေးအေးချမ်းချမ်းပြတ်တန်းနေတာလည်းဖြစ်ပါတယ်။